အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဝင်မြပေးချင်တာလေးကတော့ဖနောက်အတက်ထွက်တယ်ဆိုတာဘာလဲဆိုတဲ့အကြောင်းအရောဝင်မြပေးချင်တာပဲဖြစ်ပါရှင်ဖနောက်အတက်ထွက်တယ်ဆိုတာတကယ်တော့ဖနောက်အယူကနေအတက်ထွက်လာတာကိုဆိုလိုတာမဟုတ်ပါဘူးရှင်ခြေထောက်မှာဖနောင်ရွအောက်ကနေခြေပြားအထိဆက်ထားတဲ့တူတူတက်တဲ့ရွပြားတစ်ခုရှိပါရှင်။အကြောင်းမျိုးမျိုးကြောင့်အထိဖနောင်အောက်မှာရှိတဲ့ရွပြားဟာတခါတည်းရန်ရောင်ရမ်းတစ်ပါရှင်။ မကြကနာရောင်ရမ်းမှုဖြစ်လာတဲ့အခါမှာခြေဗနာအောင်မှရှိတဲ့တချို့အယူအဆိတ်ပိုင်းတွေကမာလာတက်ပါရှင်ခြေတောက်ကိုတက်မရရင်ခြေဗနာအောက်ကအယူဟာမူရင်းအတိုင်းကောင်းနေတယ်တက်မမှမမြင်ရပါဘူးရှင် ဒါပေမဲ့ရောင်ရမ်းမှုခံရပြီးအယူရဲ့မာကျော်နေတဲ့အစိတ်ပိုင်းကိုတော့တက်မမမြင်ရနိုင်ပါရှင်။ဖနောက်အယူရောင်နေတဲ့လူနာကိုတက်မရိုက်လိုက်ရင်ဖနောက်အယူရဲ့သူ့အောက်ကရောင်နေတဲ့အယူရဲ့အစိတ်ပိုင်းဖြစ်တဲ့အချွန်သူ့မဟောအတောင်းလေးတစ်ခုကိုတက်မမတွေ့ရနိုင်ပါရှင်။တမန်မှာအယူအောက်ကအချွန်တက်လေးထွက်နေတဲ့ပုံစံဖြစ်နေလို့ဖနောက်အတက်ထွက်တယ်လို့ခေါ်ကြပေမဲ့ခန္ဓာကိုယ်ထဲမှာတော့တမန်ထဲမှာလို့တက်ဆက်တယ်မဟုတ်ပါဘူးရှင် ဒါပေမဲ့အယိုးနဲ့အယိုးဟာကလျက်ဖြစ်တဲ့အတွက်အယိုးကနာတယ်လို့ပဲခံစားရပါတယ်ရှင်။ခြေတော်အယိုးအောက်မှာကဲတိတိလေးတစ်ခုခံနေတယ်လို့ဖြစ်နေတော့လှုပ်ရှားတော်လာမှုကိုအရန်ခက်ခဲနာခြင်းစေပါတယ်ရှင်။အထူးတပြည့်မနက်စောစောတို့ကြာရှည်ထိုင်ပြီးပြန်အထားတို့သွေးအေးနေတဲ့အချိန်မှာစူးစူးဝါးဝါးခံစားရပြီးလှုပ်လှုပ်ရှားရှားလုပ်လို့သေးပူလာတာနဲ့အတင်းအတင်းတက်တာလာတတ်ပါတယ်ရှင်။